ာတင်လူထာခင်ကြားကို1929ခုနှစ်ဇန်နဝါရီလ15ရက်နေ့တွင်ဂျော်ရီယာနိုင်ငံအထက်လက်ထာတွင်မွေးဖွားခဲ့ပါသည်1959ခုနှစ်တွင် Crozier Theological Seminary မှသူ၏ Divinity ဘွဲ့ကိုပြီးမြောက်ခဲ့ပြီး1955ခုနှစ်မှာတော့ Boston တက္ကသိုလ်မှတသင်းတိကပါရဂူဘွဲ့ကိုရရှိခဲ့ပါသည်မာတင်လူထာခင်ကြားကယောက်ျားတူးမြတာမဟုတ်ဘဲနဲ့ခန္ဓာရည်မရှိသူနဲ့အတန်မဲ့သူတွေအတွက်တင်ကြတာတစ်ခုဖြစ်ခဲ့ပါတယ် ခင်းဒီဘာသာရေးအင်တာဗျူးတွင် ကြီးပြင်းလာခဲ့ပြီးသူ၏ဖခင်မာတင်လူထာခင်းစီနီယာကတော့နှစ်ချေတဲ့အုပ်ဇာဖြစ်ပါတယ်။မာတင်လူထာခင်းကြားဆိုတာအမေရိကန်ခရီးယန်ဓမ္မဆရာတက်ကြွလှုပ်ရှားသူနိုင်ငံရေးအတွေးခေါ်ပညာရှင်ဖြစ်ပြီး1955ခုနှစ်အထိလူမှုရေလှုပ်ရှားမှုတွင်အထင်ရှားဆုံးခေါင်းဆောင်တွေကတအူးဖြစ်ခဲ့ပါတယ်။ ခင်းဒီငယ်စဉ်ကပင်လူမျိုးရေးခွဲခြားမှုနှင့်ကြမ်းတမ်းသောအဖြစ်မှန်များကိုတွေးကြုံခဲ့ရတော့ကြောင်းနိုင်ငံသားအခွင့်အရေးအတွက်တိုက်ပွဲဝင်ရန်သူစိတ်ကိုနိုးစော်ပေးတယ်လို့ဖြစ်ခဲ့ပါတယ်အသက်55အရွယ်မှာတော့ Morehouse College တို့ဝင်ရောက်ခဲ့ပြီးပြည်သူအခွင့်အရေးလှုပ်ရှားမှုကိုပြင်းပြင်းထန်ထန်စတင်ခဲ့ပါတယ်2 D Henry David Thoreau ၏ရေးသားချက်များနဲ့အာနာပီဇန်ချင်းဆိုင်ရာအယူအဆများကိုကြုံတွေ့ခဲ့ရပါတယ် ခင်းဒီမဟာတမဂန္ဒီ၏လုံဆောင်မှုဖြင့်အကြမ်းမဖက်တော်လှုပ်ရှားမှုကြောင့်လူတိများသောနှစ်ချင်းခရိယဓမ္မဆရာနှင့် ဩဇာကြီးတော့ဟောပြောသူဖြစ်လာခဲ့ပါတယ်ရိုဇာဖတ်စ်အဖမ်းခံရပြီး1955ခုနှစ်တွင်မောင်ဂိုမာရီဘတ်စ်ဘိုင်းကော့ကိုဥဆောင်ခဲ့ပြီးအများပြည်သူတည်ယူပို့ဆောင်ရေးတွင် လူမျိုးရေးခွဲခြားမှုကိုစိန်ခေါ်ခဲ့ပါတယ်ခင်းသည့် Soran Christian Leadership Conference SCSC ကိုစီစဉ်ရာတွင်အဓိကကျတော့ပုဂ္ဂိုလ်တော်ဦးဖြစ်ပြီးသူ့ရဲ့အခင်တရား I have a dream မိကွန်းကို ပြောကြခဲ့သည့်1963ခုနှစ်မတ်လတွင်ဝါရှင်တန်ရှိမတ်လကဲရိုဖြစ်ရပ်များတွင်အရေးပါတော်အခမ်းအနားမှပါဝင်ခဲ့ပါသည်။ Lincoln Memorial ၏ခြေရများပေါ်တွင်ခင်းသည်သူ၏ကလေးများကို သူတို့၏အသားအရောင်ဖြင့်မဆုံးဖြတ်ဘဲသူတို့၏ဇက်ကောင်ဇယိုက်ကြောင့်ဟူသောသူ၏အနာဂတ်အိမ်မက်ကိုမျှဝေခဲ့ပါသည်။ ။ဤရခိုင်တန်သည်ကမ္ဘာတဝန်းတွင်တဟုန်ထိုးတုံလုံသွားကတန်ပေါင်းများစွာဤနှလုံးသားထဲတွင်မျောလင်းချက်မီတောက်ကိုတောက်ပစေခဲ့ပါသည်။အကျန်းဖက်မှုများဖန်းစီမှုများနဲ့ရင်ဆိုင်နေရတော့လေအကျန်းမဖက်သောဆန္ဒပြပွဲများကိုဆက်လက်လှုပ်ဆောင်နေပါတယ်အကျန်းမဖက်သောဆန္ဒပြပွဲများဇက်တိုက်ဖြစ်ပွားခြင်းရဲ့အကြောင်းရင်းမှာ ်နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုကိုအထိပယ်ဖွင့်ဆိုခြင်းဖြစ်ပါတယ်။သုံးနှစ်ကြာမှာတော့ Martin Luther King ကြီးခေါင်းဆောင်မှုဆွေးရည်တက်တီများကတောင်ပိုင်းခရီးရန်ခေါင်းဆောင်မှုညီလာခံကို ဖွဲ့စည်းရန်လမ်းညွှန်ခဲ့ပါတယ်။အဆိုပါအဖွဲ့အစည်းကကျင်းဝဆိုင်ရာအခွင့်အာဏာကိုအသုံးချကလူမဲတင်းတော်များရဲ့စီယုံရေးအာဏာကိုလူထုအခွင့်အရေးပြုပြင်ပြောင်းလဲမှုအတွက်အကြမ်းမဖက်သောဆန္ဒပြပွဲများပြုလုပ်ရန်ရည်ရွယ်ခဲ့ပါတယ်။ ချိန်ချောင်းမှုများနဲ့စိန်ခေါ်မှုများစွာကြောင့်မှခင်းဒီတည်ကြည်စွာရပ်တည်ခဲ့ပါတယ်1963ခုနှစ်မှာတော့နိုင်ငံသားအခွင့်အရေးအကြမ်းမဖက်ရုန်းကန်မှုအတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုချီးမြှင့်ခံခဲ့ရပါတယ်1964ခုနှစ်တွင်သမရလန်ဒန်မီဂျော်ဆန်ဒီနိုင်ငံသားအခွင့်အရေးအဥပဒေကို ဥပဒေအဖြစ်လက်မှတ်ရေးထိုးလိုက်တဲ့အခါသူ့ရဲ့ကြိုးပမ်းမှုများကအသေးအပွင့်များရရှိခဲ့ပါတယ်။ဤအထင်ကရဥပဒေသည် လူမျိုး အသားအရောင်ဘာသာရေးလိင်ဒုမဟုတ်အမျိုးသားစာတီအပေါ်အခြေခံ၍ခွဲခြားဆက်ဆံခြင်းကိုတားမြစ်ထားပါတယ် မာတင်လူထရခင်းကြရဲ့တရားမျှတမှုတာတူမီမြမှုနဲ့အကြမ်းမဖက်တဲ့ခုခံမှုတွေပေါ်ဂတိကဝပြုမှုတီပြည်သူအခွင့်အရေးလှုပ်ရှားမှုရဲ့တင်ကြတာအဖြစ်၎င်းရဲ့အမွေကို ခိုင်မာစေခဲ့ပြီးကဘာတဝမ်းမှလေးစားမှုရရှိခဲ့ပါတယ်1968တွင်သူ့ရဲ့အချိန်ခါမဟုတ်တော့လှုပ်ကြံတက်ဖြတ်မှုတီကြေကွဲဝယ်ဆုံးရှုံးမှုတစ်ခုဖြစ်တော်လဲသူ့ရဲ့တက်ရောက်မှုကတကဘာလုံးတွင်ပြည့်ပင်ထက်နေစေဖြစ်ပါတယ်